မလဆန်းနေရကအပြင်မြို့မှာ40ဒသမ8ဒီဂရီဆယ်စီယပ်6မြို့မှာ40ဒသမ5ဒီဂရီဆယ်စီယပ်နဲ့တောင်ကုန်းမြို့မှာ40ဒီဂရီဆယ်စီယပ်အထိနေ့ပူချိန်တွေမြင့်တက်ခဲ့ကြောင်းမိုးစလကထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်အရနေ့ပူချိန်တွေဟာနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်း AR တိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ မလရဲ့ပြင်းမြအပူချိန်တို့ထက်1ဒီဂရီဆယ်စီယပ်စ်ပိုခဲ့ပြီးကချင်ပြည်နယ်မှာမလရဲ့ပြင်းမြအပူချိန်အောက်3ဒီဂရီဆယ်စီယပ်စ်ရောင်းနေကကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာမလရဲ့ပြင်းမြအပူချိန်ခန့်သာရှိခဲ့တယ်လို့သိရပါဗျ။ မလ12ရက်ကဖြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့နေ့ပူချိန်တွေမှာပြည်မြို့မှာ40ဒသမ8ဒီဂရီဆယ်စီယပ်၊၆မြို့မှာ40ဒသမ5ဒီဂရီဆယ်စီယပ်၊တောင်ကုန်းမြို့မှာ40ဒီဂရီဆယ်စီယပ်၊မကွေးမြို့မှာ39ဒသမ6ဒီဂရီဆယ်စီယပ်၊ပဲခူး၊အောင်လန်နဲ့ဖအန်တို့မှာ39ဒသမ3ဒီဂရီဆယ်စီယပ်စီ၊ရမဲသိမ်းမြို့၊ရွှေကျင်နဲ့မြောက်ရီမြို့တို့မှာ39ဒသမ2ဒီဂရီဆယ်စီယပ်စီနဲ့တက်ကုန်းမြို့မှာ39ဒသမ1ဒီဂရီဆယ်စီယပ်တို့ဖြစ်ကြကြောင်းမှတ်သားဖော်ရမူရည်ချိန်တွေဟာ ကော်တောင်းမြို့မှာ၃တက်သမ၅ကိုလက်မမချမ်းမောမြို့မှာ၃တက်သမ၂လေးလက်မခန်းဒီမြို့နဲ့ပူတာအုံမြို့တို့မှာ၃တက်သမ၁၆လက်မစီနဲ့ဘိန်းမြို့မှာ၃တက်သမ၃၈လက်မဖြစ်တယ်လို့သိရပါဗျ။